စကိုင်းတိုင်းကောလင်းခရိုင်ပင်လယ်ဘူးမြို့နယ်တွေကအင်္ဂါကြေးရွာစာတင်ကျောင်းကိုဇွန်လ20ရက်ညနေပိုင်းမှာစောစုကလေကျောင်းပုံကျဲလို့ကျောင်းဆရာမတူသေဆုံးပြီးတော့ထိခိုက်ဒဏ်ရာရှိသူတွေမြပြတယ်လို့ကနဦးသတင်းရဒေသခံသတင်းမြစ်ကအမှတ်ပီကိုပြောပါတယ်။အမျိုးသားညီအစိုးရအယုံကြီးထိမ့်ချုပ်သိမ့်ပိုက်ထားတဲ့ပင်လယ်ဘူးမြို့နယ်တွေကအင်္ဂါကြေးရွာစာတင်ကျောင်းကို မနေ့ကညနေ4နာရီဝန်းကျင်မှာတရအုပ်ကနေတက်လာတဲ့စောစုရဲ့ဂျက်ဖိုက်တာတစ်စီးက ဘုံကျဲတိုက်ခိုက်သွားခဲ့တာဖြစ်တယ်လို့ဒေတာကန်သတင်းမြစ်ကဆိုပါတယ်။ MP ကရရှိထားတဲ့မှတ်တမ်းတပုံနဲ့ရုပ်သံဖိုင်အရစုံစုကအင်္ဂါကြီးရွာစာတင်ကျောင်းတဲ့ကိုဘုံကျဲချသွားခဲ့တာတွေ့ရတယ်လို့ညင်းတဲ့တန်းရရပြီးတေဆုံးသွားတဲ့ကျောင်းဆရာမနဲ့တိခိုက်တန်းရရသူတွေလည်းတွေ့ရပါတယ်။အင်္ဂါကြီးရွာဟာပင်လယ်ဘူးမြို့နယ်တောင်ဘက်ကောလင်းမြို့နယ်အစပ်မှာတည်ရှိပြီးတော့လေကျောင်းတိုက်ခိုက်ခံရတဲ့စာတင်ကျောင်းဟာလည်းကျေးရွာရဲ့တောင်ဘက်ကွင်းပြင်မှာတည်ရှိနေတာပါ။ ပင်လယ်ဘူးမြို့နယ်အင်္ဂါကျေးရွာစာတင်ကြောင်းလေကြောင်းတိုက်ခိုက်ခံရမှုရဲ့နောက်ဆက်တွဲတေဆုံးထိခိုက်ဒဏ်ရာရှိမှုတွေကို MFP အနေနဲ့ထပ်မံဆက်သွယ်နေဆဲဖြစ်ပါတယ်။ကောလင်းကရိုင်ပင်လယ်ဘူးမြို့ကိုအမျိုးသားညီအစိုးရအယူကြီးကာကွယ်ရေးဝန်ကြီးဌာန MOD လောက်အောက်မှာရှိတဲ့ MRT စစ်ဒေသက2024ခုနှစ်ဩဂုတ်လမှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်အော်တိုဘာလမှာပြည်သက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီးတော့စေအစုစစ်တုံမှန်တရာကျော်အလင်းဝင်ရောက်သူတရာဝန်းကျင်နဲ့လက်နက်ကိန်းအများအပြားသိမ်းဆည်းရရှိခဲ့ပါတယ်။